ထွေရှင်ရှင်များအားလုံးပဲမင်္ဂလာပါရှင်။လာမယ့်တနင်္လာနေ့အဖွင့်နေ့ပေါ့နော်။6ရက်10လ25ကနေပြီးတော့6ခွန်8ရက်10လ25ပေါ့နော်တနင်္လာနေ့ပို့တော်ဦးတီဘုမကြောင့်မွေးကွာကလေးပို့တော်ပေးလိုက်မယ်နော်။ရှေ့ဘက်တော်မှာအားလို့ပါမြန်နေကိုယ်ဒီမှာရှင်အားလုံး sorry ပါနော်။ပုံမှန်မတင်ပေးဖြစ်လိုက်ပြီဖြစ်သွားတယ်နော်။အဲ့တော့အခုကီးကိုအရင်ဦးဆုံးသွားကြမယ်နော်။ကီးကိုသွားမယ်ဆိုတော့ကီးရဆိုရင်ဒီမှာရှိနေတဲ့ခွန်ရှစ်နှလုံးပေါင်းမယ် နော်ခွန်ရှစ်နှလုံးပေါင်းတော့ပေါင်းခြင်း9ရမယ်ပါဝါ3ရနက်ခတ်တော့9 3ရ3ကီးဆိုပြီးတော့ဒီလေးရထားမယ်ပေါ့နော်ဒါဆိုလို့ရှိရင် break ကိုသွားမယ်နော် break ကကြတော့သူ့ဘေးမှာရှိတဲ့ခွန်နှစ်ပါခွန်နဲ့နှလုံးပေါင်းတော့ပေါင်းခြင်း9ပါဝါ၄နက်ခတ်6 9လေး6ပရိတ်ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ကဏ္ဍလေးတွေ့ကြည့်မယ်9ကို9ပရိတ်9လေး9ကို4ပရိတ်ဆိုတော့9 9ကို6ပရိတ်9တက် နော်၃ညကို5 break 3ညကို3ညကို4 break 3ညလေး3ညကို6 break 3ည6 3ကို5 break 3 6 3ကို4 break ဆိုတော့3 1 3ကို6 break ဆိုတော့3 3ပေါ့နော်6ပေါ့နော်ဒါဆိုရတယ်ဒါဆိုရင်ညီမတို့ရဲ့ဒီမှာထွက်ကနေပေါ့နော်အဲ3ရက်3ရက်စာ6ကြိမ်ထွက်ကနန်းလေးကိုတိုက်ကြည့်အောင်เนาะ4 3 3 9 9ဟောပြီเนาะ2 5 3ဒီမှာ3 1ဆိုတဲ့အကြောင်းမလို့အာတစ်ကြိမ်ထွက်တယ်ပေါ့เนาะဒီမှာလည်း3 1 ။ဒါကြတော့ဒဲပေါ့နော်။ဒဲတစ်ချိန်အာတစ်ချိန်နော်။သုံးတက်လေးကိုထွက်သွားတာပေါ့နော်။ဒါဆိုလို့ရှိရင်အခုနော်နောက်ထပ်နောက်ထပ်တစ်ပတ်စာကိုတွားကြည့်အောင်နော်။ ၃၅၂၀လုံးပေါင်းတော့ပေါင်းချင်းရှစ်ပါဝါ၃နက်ခတ်တက်၈၃၁သူကပြီးနော်ဒါဆိုရင်ဒီဘက်မှာ break ပြမယ် break က၁၁၁၁နှလုံးပေါင်းတော့ပေါင်းချင်းနှစ်နှစ် break နှစ်ခွန်၄ပေါ့နော် break ဆိုပြီးရတာဒါဆို၈ကိုနှစ် break ဆိုတော့၈၄၈ကို9 break ဆိုတော့၈၉ဆိုရင်ခွန်၈ကို၄ break ၈၆ 3ကို2ပြိတ်ဆိုတော့3ကို3ကို9ပြိတ်ဆိုတော့3 4 3ကို4ပြိတ်ဆိုတော့3 1ဆို4ပေါ့နော်1ကို2ပြိတ်ဆိုတော့1 1 1ကို9ပြိတ်1 6 1ကို4ပြိတ်1 3ပေါ့နော်ဒီနေ့ဒီရထားတယ်ဒါဆိုရင်အောက်မှာရှိတဲ့၃ရက်စာ၆ရက်ကဏ္ဍရေးတိုက်ကြည့်မယ်နော်60 45 44 80 86ဒီမှာ86ပေါ့နော်အဲ့တော့ခွန်ရှက်ဒါဆိုရင် तू ကတော့86တစ်ချိန်တည်းတစ်ချိန်ထွက်တာလေပေါ့နော်ဒါဆိုရင် နောက်ထပ်တစ်ပတ်စာကိုထပ်တိုက်ကြည့်မယ်ရှစ်လေးနှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ပါဝါခွန်နက်ခက်လေးနှစ်ခွန်လေးဒါကတော့ဂီဒါဆိုရင်6ခွန်နှလုံးပေါင်းတော့ပေါင်းခြင်း3ပါဝါရှစ်နက်ခက်မှာ3ရှစ်5ကပရိပေါ့เนาะဒါဆိုရင်နှစ်ကို3ပရိနှစ်တက်နှစ်ကို10ပရိအာ sorry နော်3ဖြစ်သွားပြီနှစ်ကို10ပရိဆိုတဲ့အတွက်ကြောင့်မလို့နှစ်6เนาะနှစ်ကို5ပရိဆိုတော့နှစ်3ပေါ့เนาะခုနှစ်ကို3ပရိဆိုတော့ခွန်6ဆိုရင်3 နော်ခုနှစ်ကို၈ပရိတ်ဆိုတော့ခွန်တက်ဆိုရင်၈နော်ခုနှစ်ကို5ပြည့်ဆိုတော့ခွန်၈၄ကို3ပြည့်၄ကိုဆိုရင်တော့၄ကို10ပြည့်၄၄ဆိုရင်10၄ကို5ပြည့်၄တက်ဆိုရင်5ပေါ့နော်ဒါဆိုလို့ရှိရင်ကဏ္ဍလေးတိုက်ကြည့်အောင်နော်3ညာ၄3ခွန်6နှစ်ဒီမှာက2 6ဆိုတော့အာတစ်ချိန်ပေါ့နော်6 6 5 5 တကိုပေါ့နော်ဒါဆိုလို့ရှိရင်သူကတော့6နဲ့2 6အောက်ကျေထွက်တယ်ပေါ့နော်ဒါဆိုရင်ကိုဒီပတ်တော့ဆိုရင်2 5နှလုံးပေါင်းတော့ခွန်နဲ့3ညာခီးဆိုပြီးတွေ့ထားတယ်ဗရိတ်ကကြတော့9 9ပေါင်းခြင်း4ဆိုပြီးတော့တွေ့ထားတယ်4 9နှစ်ဗရိတ်ပေါ့နော်ဒါဆိုရင် ခွန်ကို၄ဘရိတ်ဆိုတော့ခွန်ခွန်ခွန်ကို၉ဘရိတ်ဆိုတော့ခွန်နှစ်ခွန်ကို၂ဘရိတ်ဆိုတော့ခွန်၅ပေါ့နော်နှစ်ကို၄ဘရိတ်ဆိုတော့နှစ်နှဲနှစ်ကို၉ဘရိတ်နှစ်ခွန်နှစ်ကို၂ဘရိတ်ဆိုတော့20ပေါ့နော်၃ညဆိုတော့တကြမလို့၃ညလေးရယ် sorry ပါနော်မင်းမအောင်ဖြစ်ပါ့။၃ည၉ရယ်၃ည၂ရယ်ဆိုပြီးတော့တွေ့ကြတယ် နော်ဒါဆိုရင်မွေးကနန်းကနော်ကနန်းလေးနဲ့မယ်နော်ဒီမှာနှစ်ခွန်ခွန်နှစ်ကလည်းထပ်တယ်ပေါ့နော်အဲ့တကြောင်မလို့၉ကွက်မရှိဘူး၈ကွက်ပဲရှိမယ်နော်အာ sorry ပါ၂၀လည်းထပ်တယ်နော်အဲ့တကြောင်မလို့ကနန်းလေးကဟောပေါ့နော်တက်နဲ့ ၃လေး၅၆ခုနှစ်ကွက်ပေါ့နော်အပူလေးနှစ်ကွက်ပါအဲ့တော့ခုနှစ်ကွက်ပဲရှိမယ်လာမယ်ပတ်တော်မွေးကနန်းလေးပါနော်ဒါကညီမဆရာတော်ချက်ပတ်ခြင်းဖြစ်ပါတယ်ကိုလိုမတော်ချက်မွေးကနန်းလေးမစလိုက်ပြီးတော့ခစားကြပါနော်အားလုံးပဲလာမယ်ပမာမွေးကနန်းချက်ပြပြီးတန်ခေါကြပါသေးလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါရှင်